အသားနဲ့ပတ်သက်ပြီးတော့ဝီနီးချမ်းကမှပြည့်ညတ်ထားတဲ့အသားကြီး၁၀မျိုးအသားကြီးဆိုတာကြီးလို့အသားခေါ်တာမဟုတ်ဘူးကြီးတဲ့အသားလို့ပြောတာမဟုတ်ဘူးယဟန်တော်တွေမစားတိုက်ဘူးလို့မြတ်စွာဘုရားကဝီနီးထဲမှာပြည့်ညတ်ထားတာသူ့အကြောင်းနဲ့သူရှိတယ်မစားတိုက်တဲ့အသားအကပိယမန္တယဟန်တော်တွေနဲ့မဆက်ဘူးမအပ်ဆက်ဘူး မသိတော့ဘူးမစားတတ်ဘူးလို့ရသော်ပြားဆုံးမဩဝါဒပေးထားတယ်အသာ10မျိုးရှိတယ်အဲ့ဒီ10မျိုးကနံပါတ်1ကလူဖြစ်ပါလျက်လူသားစားနေမယ်ဆိုရင်ကဲရှုပ်ချခါမှာလေပောရိတာရဇလန်းတို့ဘာရှိတယ်မို့လားလူတယောက်ကနေလူသားစားတယ်ဆိုတော့ဒါဘလူးဖြစ်မှာပေါ့အဲ့ဒါကြောင့်မို့လို့လူသားဟာဇတုသားဖြစ်တဲ့အတွက်ကြောင့်မစားတတ်ဘူးဒါလည်းအကြောင်းရှိလို့မြတ်စွာဘုရားပြည့်ညတ်လိုက်တယ်ဒီအဲ့ဒီတုန်းကတာဝတိပြည်မှာ ိတ်တရာတရားကောင်းတဲ့အမျိုးသမီးကြောင့်ရှိတုပ္ပိယာဆိုတဲ့အမျိုးသမီးအလုံးကိုတရာတရားကောင်းတုပ္ပိယာတို့ဝိသခါတို့အမတမရင်းနှီးကြတယ်ဘုရားကျောင်းတော်သွားတရားနာသံဃာတွေသတင်းသုံးတဲ့ကျောင်းလေးတွေလှက်ပတ်ကြည့်အဲ့မှာနေမကောင်းထိုင်မသာရှိတဲ့ကိုတော်တွေ့တွေ့ရင်မေးတယ်ရှင်ဘုရားနေမကောင်းဘူးနေမကောင်းဘူးဆုံးပနေရဲ့မစားရတော့ဘာဖုံးမေးခြင်းတော့ဒီလိုတွေမေးကြတယ်မေးတဲ့အခါမှာဟိုကတော့အင်းစွပြုတ်ကလေးတော့တောက်ချင်ပါတယ်လို့ ပြောလိုက်တဲ့အခါအဲ့ဒီတုန်းကသုတ်ပြရဆိုတဲ့အမျိုးသမီးရတပည့်တော်ဆုတ်ပြုတ်လုပ်ပြီးပို့ပါမယ်လို့အာမခံသူအာမခံပြီးတော့အိမ်ပြန်သွားတဲ့နောက်တည့်ရက်မှာအသားမပေါ်ရတဲ့နေ့ဖြစ်သွားအသားကဘယ်မှဝယ်လို့မရတော့သူတို့လည်းဥရိယတရက်တလေအသားမပေါ်ရသာသာတလိုင်စင်ချမပေးတဲ့နေ့ဆိုတာဆိုမတတ်ရလို့အမိန့်ထုတ်ထားတဲ့နေ့ပေါ့အဲ့တော့မရတော့သူဘယ်လိုလုပ်တုံဆိုလို့ရှိရင် ဘာသာမှလည်းဝယ်လို့မရဘူးအိမ်မှာလည်းပဲခုခေတ်လိုအသားဆိုတာရေခဲတစ်တာတို့ဘာလို့ရှိတာမဟုတ်တော့ရေခဲတစ်တာတဲ့တိမ့်ထားလို့လည်းဖြစ်တာမှမဟုတ်ပဲကိုအဲ့တော့ဒီအသားဆိုတာချက်ချင်းလက်လက်ဆက်ဆက်ချက်ပြုတ်မှရတာအဲ့တော့ဈေးတော်ဝယ်တဲ့အခါအသားမရတော့သူကြံရမရဘူးဒါလည်းအာမခံနေတယ်အဲ့တော့ဒုက္ခပဲမနဲ့တော့သားဆွပြုတ်တော့ပို့အမှာပဲဆိုနေနောက်ဆုံးမှာအိမ်ထဲကဓာတ်ထက်ထက်ကိုယူပြီးတော့သူ့ပေါင်သားသူလှီးပြီးတော့ စုပ်ပြုတ်ပြုတ်ခိုင်းလိုက်တယ်ပြုတ်ခိုင်းပြီးတော့ကြောင်းပုတ်ပေးလိုက်အဲသူကတော့ပေါင်သားကြီးကိုလှိခံလိုက်ရတော့အဲ့ရတယ်မှလဲသွားပြီပေါ့နော်အဲ့ဒီကိုတော်ကိုသွားပြီးတော့ပို့တယ်သူကတော့သူ့ပေါင်ကိုစီးထားတယ်သွေးတွေထွက်တော့အဲ့ဒါကိုသိတော့မြတ်စွာဘုရားကအိမ်ကြွသွားအိမ်ကြွသွားတော့ဘုရားကိုထွက်ပြီးတော့ရှင်မခိုးနိုင်ဘူး။အောင်ငတ်ထာယာကြီးနဲ့ရှင်မခိုးနိုင်တော့။မြတ်စွာဘုရားကတုတ်ပြရပဲသွားလဲလို့ဆိုတော့ သူ့အမျိုးသားလျှောက်တယ်။အေးရဲမှာဗျာတဲ့မထနိုင်လို့ဆိုတော့ဆက်ဆိုဗျာခေါ်လိုက်တယ်ငါစီလာခဲ့လို့ဆိုဗျာခေါ်လိုက်လို့ဆိုတာနဲ့ပဲသူ့ပေါင်ကတန်းရာဟာပျောက်သွားတယ်တက်တာသွားတယ်ဒီမှာတခါတည်းဘုရားရှင်ရောက်တဲ့အခါသူအောင်းအောင်းသွားတယ်အဲ့ဒီမှာအဲ့ဒီမှာ